ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ hotspot season အကျိုးဆုံးလိုက်ပါတယ်ကျွန်တော်တို့ရဲ့ hotspot season ဆိုရင်တော့ရန်ကုန်မြို့ရင်းမှာရှိတဲ့သွားလို့လာလို့လဲလို့ပတ်လို့ကောင်းတဲ့ hidden place တွေကိုရှာဖွေပြီးတော့ season တွေဆက်ပေးနေတဲ့ season မျိုးဖြစ်ပါတယ်အဲ့တော့ hotspot ပရိသတ်တွေထဲမှာ local hammock လှလေးသိဝင်စားရလို့ရှိတာအဲ့ဆိုရင်ဒီတိုင်တွေကလုံးဝကွက်တိပါပဲကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့လှတဲ့ souvenir shop ပဲဖြစ်ပါတယ်အဲ့တော့ဒီလှတဲ့ souvenir shop မှာဘလို့သိဝင်စားရကောင်းတဲ့အရာလေးညာစောင့်ကြည့်နေလဲဆိုတာကျွန်တော်ရဲ့ဒီလိုက်ပါရှိနေပါဦးဟုတ်မယ် မမင်္ဂလာပါကျွန်တော်တို့ကလာကြီးခြံနေရပါအမဟုတ်ကဲ့ပါအမဒီလာတယ်ပေါ့နော်ဆိုဗီးနီးယားရှော့ပြီးတော့အမဘယ်ချင်းကစတင်ချောင်းခဲ့ပါလဲ အဟုတ်ကဲ့အရင်ဆုံးပေါ့နော်ကျွန်မဟိုဒီလှတဲ့အကြောင်းလို့ပြောတဲ့ခါမှာလှတဲ့နာမည်နဲ့စပြီးတော့ရှင်းပြပေးမယ်နော်လှဒေးဆိုပြီးလောက်ထားတာပေါ့နော်ဆိုတော့အဲ beautiful day ပေါ့နော်တကယ်တကယ်ပြည်မြန်မာလူကြီးရင်းနဲ့လှတယ်ဆိုတဲ့ဟာလေးပေါ့ဒါကို2016ခုနှစ်မှာ founder miss ula koba လို့ခေါ်ရပါပေါ့နော်ဂျာမန်အမျိုးသမီးကနေပြီးတော့ဒီဆိုင်ကို2016ခုနှစ်မှာစပြီး founder လုပ်ခဲ့တယ်ပြီးရတဲ့ခါကျတော့သူ့ရဲ့ co-founder ဖြစ်တယ်ပေါ့နော်နောက်ထပ်ဂျာမန်နိုင်ငံသားပဲပေါ့ အဲသူကနေပြီးတော့မှဒေါက်တာဒီဟပ်ပွန်ကဆိုတော့ပေါ့နော်ဆိုတော့သူနဲ့ပေါင်းပြီးတော့ဒီဆိုင်ကို2016ဂျွန်ဆက်ခွန်မှာစပြီးတော့သူတို့တွေဒီဟာကိုဖင်ခဲ့တယ်ပေါ့ဒီဆိုင်လေးကိုပေါ့နော်အမားတို့ရွေချက်လေးပေါ့နော်စတင်ထားခြင်းရွေချက်လေးရဲ့ပြီးတော့ ဒီဆိုင်ရဲ့လုပ်ငန်း level ပုံလေးကိုပေါ့နော်ကျွန်တော်ချက်ရှင်းပြပြပါဦးပါဟုတ်ပါရှင်ဆိုတော့ဦးလာရဲ့ရွယ်ချက်ကဘာလဲဆိုတော့မမတို့မြန်မာနိုင်ငံမှာဒီကုန်ကြမ်းတွေပေါ့ကုန်ကြမ်းတွေအများကြီးရှိတယ်ဒါပေမဲ့ကုန်ကြောထုတ်ဖို့ကျတော့အရန်ခက်ခဲတဲ့ဟာတွေရှိကြတယ်ပေါ့နော်ကုန်ကြောစင့်တီကိုဟိုအစင်းအစင်းတို့တွေကမလုပ်ချင်ကြအောင်အဲ့တော့တို့က payroll လည်းနည်းကြတယ်ပေါ့ဒါကိုဦးလာမြင်တယ်နောက်တစ်ခါတော့ तू ကဒီမြန်မာနိုင်ငံရဲ့အဲဒီပစ္စည်းတွေကိုလုံထားတဲ့ဟာတွေပေါ့နော်ကုန်ကြမ်းတွေအကုန်လုံး तू ကဝါသနာပါတယ်သူဖန်တီးခြင်းတယ်သူ့ရဲ့ base ကလည်း तू က ဒီ architect ဘက်မှာရှိတဲ့ခါကျတော့သူကအရင်ဟာတွေနဲ့ combine လုပ်ပြီးတော့သူကသူလည်း designer တယောက်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီကအမတို့ design မှာရှိနေတဲ့ item မျိုးပေါင်း1500ကျော်ကိုသူတယောက်တည်းပဲ idea နဲ့ပေါ့နော်အဲ Marie Artisan တွေနဲ့ပူးပေါင်းပြီးတော့အဲအဲ့လိုမျိုးဖန်တီးတာတာပေါ့ဒါကတော့သူရဲ့ပထမရည်ရွယ်ချက်ပေါ့နောက်ဒုတိယရည်ရွယ်ချက်ကတော့အမတို့ design ကိုစထောင်ကြရတယ်သူတို့မြောက်လုံးက အာဒါနီဟိုမှာ non profit လို့ပြောခဲ့တာဗောနော် non profit လို့ပြောတဲ့အတွက်ကြောင့်တော်တော်များများကတော့ NGO နဲ့မှာကြတယ်တကယ်တကယ်တော့ NGO မဟုတ်ဘူးဗောနော်အမားက non profit ဆိုတာကသူက profit လုံးဝမယူဘူးအဲဆိုရင်ဒီ profit တွေအကုန်လုံးကအမားနဲ့လက်တွဲလုပ်လုပ်နေရဲ့ဒီ artisan တွေဗောနော် artisan လို့ခေါ်တဲ့လက်မှုပညာတွေပေါ့ဆိုတော့လက်မှုပညာတွေတွေရှုရောက်တဲ့80ရာခိုင်နှုန်းဗောနော်ကျန်တဲ့30ရာကျတော့မတို့ရဲ့တခြားကုန်ကြစရိတ်တွေအမားတို့ရဲ့ဒီစိုင်ကမ်းမကားတွေဝန်ထမ်းစရိတ်တွေအခွန်အခတွေပေါ့ဒီအတွက်ကိုအမားတို့ကပြန်သုံးတယ်ဗော ဆိုတော့ဒီလိုမျိုးလေးနဲ့အမတို့ generate လုပ်ပြီးတော့ run လာတာဒီနေ့ဒီချိန်ထိပဲပေါ့အဲ့တော့ UI ရဲ့ရွေးချက်ကခုန artisan တွေလို့ပြောတယ်ပေါ့နော်အဲလူ့ဘောင်လောကဖန်ကြည့်ကြင်ခံထားရတဲ့လူတွေရှိတယ်နောက်ပြီးရတဲ့ခါကျရင်လို့ရှိရင်လူတော်မတူရတဲ့လူတွေရှိတယ်နောက်တဲ့တစ်ခါအပြင်စင်စားလူတွေရှိတယ်ပေါ့နော်ဆိုပြီးလူတွေအကုန်လုံးကမှန်တိုင်းပြောတယ်သူတို့နောက်မှာမမြင်ရတဲ့စွမ်းရည်တွေရှိတယ်ပေါ့ဒါတွေကိုလားမြင်နေပြီးတော့သူတို့ညာစကားပြောတယ်အဲ့ဒီကနေပြီးတော့မှအပစ္စည်းတွေအမတို့ရှိမှရလာပြီးတော့ဖြည်းဖြည်းချင်းပေါ့နော်သူတို့လည်း motivation ပေးရင်းနဲ့မှ နောက်တော့အခုဆိုရင်သူတို့တွေကိုနိုင်ကိုကမိသားစုကိုပြန်ပြီးထောက်ခံနေရတယ်သူတို့ပုံမှန်မိသားစုကကိုကိုနေရတဲ့လူတွေဖြစ်ပေါ်တော့ဟုတ်ကဲ့ရွှေချက်လေးကအရင်လည်းကောင်းတယ်ပေါ့နော်ပြီးတော့ဒူဒူတက်တဲ့အချိုးအများကြီးပြူပါတယ်အမအဲ့တော့ဒီမှာလိလပြားရအများကြီးပဲအမအဲ့တော့ကျွန်တော်လိလလိုက်ပါအောင်မယ်အမအခုလိုမျိုးရှင်းပြပြီးတော့ကျေးဇူးတင်ပါတယ်အမဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါအမဟုတ်ตาเรียบอลลงกาบาดีเนี่ยบอลลงวะเนาะกาบาดีฝึกไปอ่ะจริงๆฉิเตียดี ီပဲရောက်တဲ့ကကျွန်တော်တရားအတန်းရှင်းပြီးွားယူထားတဲ့အရုပ်လေးပါသူ့ကိုတော့ဒီဆိုင်မှာတီတာလို့ခေါ်တယ်သူနမေးပေးထားတယ်လေပြမယ်အလေးဆိုရင်ကိုကိုကောင်းလေးဆိုရင်ကိုကိုကောင်မလေးအကြီးဆိုရင်နီလာကောင်မလေးအငယ်ဆိုရင်တီလာဟာဒီဆိုရင်ကလေးတွေပေါ့နော်ဒီတိရစ္ဆာန်အကြောင်းလေးမိဘမိဘအိမ်ကြီးနဲ့ရှင်းပြခြင်းမျိုးဆိုရင်မလက်လေးထိုးပြီးတော့ပြရုပ်ပြလေးရုပ်ပြပုံစံလေးပေါ့နော် နော်ထောင်းလေးရှိရယ်ပြီးတော့အကောင့်ခေါင်းဆောင်ရှိရယ်ဒါကတွန်းတူတို့ဆိုဖောက်လေးလည်းထားထားပြီးရယ်ပေါ့နော်ဒါလေးပဲကျွန်တော်ငွေရဖတ်တဲ့ကတွန်းချာနေပြီးရကတွန်းလေးခံတီးထားလေးပေါ့နော်အရှင်မရဲ့တော့ပေါ့နော်လိုကယ်မိတ်လေးဟမ်ပြီးတော့ဒါလေးတို့လည်းဟာလာဟန်ဆိုင်လေးဟန်ဆိုင်နဲ့ပြထားလေးပေါ့နော်အဲ့ဒီဆိုရင် မိုးကဓာတ်လေးနဲ့လှုပ်ထားတဲ့အိတ်မီးလေးပေါ့နော်အဲ့တော့ကိုမအရေးကြီးဒီဒီတစ်ခုပါလို့ပဲဖြစ်ဖြစ်ဒီလေးထည့်ပြီးတော့တိန်းထားလို့ရတယ်ပေါ့နော်မိုးရေမျိုးပါပဝါလေးပေါ့နော်ကျွန်တော်တို့ခြိတာဖြစ်ဖြစ်ပိုးတာဖြစ်ဖြစ်ပေါ့နော်အခြား myth လှုပ်ထားလေးလည်းရှိရလို့ပြောတယ်ဒါလေးဆိုရင်ကျွန်တော်ဖျားမှတွေ့ရချင်းသိပ်လေးပေါ့နော်တက်ကူရုပ်လေး quality လည်းရန်ကောက်မယ်อ่ะกู emotion ตัดเลยวะเนาะ emotion ตัดเลยจ้าบ่เนาะ local made ဆိုတော့ဖူမေနောက်ဖိုင်းတဲ့လူမျိုးရဲ့ရုပ်လေးတွေဒီဘက်မှာဒါလေးဆိုရင်ရှင်ပြုအလူပေါ့နော်ရှင်ပြုအလူပုံလေးကြည့်အောင်ဖြစ်ပြလေးမှာဆိုတဲ့မှာနှုတ်ဖုတ်လေးကြည့်အောင်အာဒါလေးဆိုရင်ပုံမှန်ထဲတဲ့အိတ်လေးမှာပုံမှန်လေးရရှိရဒါအတ်နေပုံမှန်ပေါ့နော်ကိုဖိုင်းတဲ့လူမျိုးရဲ့ပုံလေးနဲ့ပုံမှန်လေးဒါယူပုံမှန်လေး ါကျွန်တော်တို့ကလေးဘွားတော့ပါလေစိုင်းဒီမှာဝယ်ပြီးတော့ကစားတဲ့ဟိုနားများတဲ့ဟာလေဒီခင်းလေးရပါတော့ဟိုအစိုက်ကတီးသေးနေဒီအတုံးဆောင်ပစ္စည်းလေးလုတ်ထားပြရပါတော့အလေးလေးမရှိအောင် notebook ပုံစံလေးပါတော့ဟာဒီစိုက်ကပလတ်စတစ်ပါလေဖောက်ဖုံးထားလာပြီဗတိလိုက်ဘူးဒီရကျောင်းနဲ့တီးသေးချင်းမတ်ကန်ဖလာရေးဒီမှာလာတယ် online page online page ကိုရောက်အောင်ပဲပေါ့နော်။မင်းပစ္စည်းအကုန်ပြလာပြီ။ဒီမှာရနိုင်တဲ့ပစ္စည်းလေးတွေပေါ့နော်။ကိုယ်ဝယ်ခြင်းတဲ့ပစ္စည်းလေးဒီဇိုင်းမျိုးစုံမြင်ရလိမ့်မယ်။ ုတ်ကဲ့ပါကျွန်တော်ဒီနေ့တွားရောက်လည်ပဲခဲ့တဲ့နေရာကတော့လှတဲ့ဆူဗီနီယာရှော့ပဲဖြစ်ပါတယ်ဒီဆိုင်လေးရဲ့လိပ်ကတော့ဂျောက်ရာမြို့နယ်ကုန်တယ်လန်းနယ်ဘတ်သူရဲလန်းထောင်နားလေးမှာတရှိပါတယ်ခင်ဗျဒီဆိုင်လေးကို handmade ချစ်တူတွေ local made ချစ်တူတွေလုံးဝလာရောက်လည်ပဲတူတဲ့နေရာလို့ကျွန်တော်ကတော့ပြောချင်ပါတယ်ဒီဆိုင်လေးရဲ့ဖွင့်လျက်ချင်းရည်ရွယ်ချက်ကလည်းအရန်ကောင်းမှန်ပါဆိုတော့လုံးဝလာရောက်လည်ပဲလုံးဝမမာဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ hotspot ဒီပြင်လေးကဒီနေ့ဒီလောက်ပါပဲခင်ဗျနောက်ဘက်ဒီမှာလည်းဘလို့စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေကိုတွားရောက်လည်ပဲပြမယ်ဆိုတော့ဆောင့်ကြည့်ပေးကြပါအောင်ဗျတဒါ house bar.